မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်းဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရဖျားတန်တော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြည့်စုံပေးတဲ့အတွက်စာလံကျမ်းခန်းကြီး40အပိုင်ငယ်7ခုကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အကျွန်ုပ်မူကားစင်ရဲငတ်မွတ်တော်လဲဒါရဖျားသည်အကျွန်ုပ်ကိုအောက်မေ့တော်မူ၏ ကိုရောသည်အကျွန်ုပ်ကိုမဆာတော်သူကဲတင်တော်သူဖြစ်တော်မူ၏အကျွန်ုပ်၏ဘုရားသခင်ဆိုင်းလင့်တော်မမူပါနှင့်ဒီကျမ်းစာကို ကြည့်တဲ့အခါမှာဆာလန်ဆရာကြီးကသူ့ကိုကဲတင်မဆာမဲ့သူဟာဘသူလဲဆိုတာကို သူအသေးအချာသိတာတွေ့ရပါတယ်ရှေးပိုင်းမှာဖတ်ကြည့်လို့ရှိရင်ကိုရောရဲ့အကြံစီတော်တွေဟာကျွန်တော်ပေါ်မှာများပြားလှပါတယ်တဲ့ရေးထွက်လို့မကုံနိုင်ဘူးဆိုပြီးတော့မှဖော်ပြတာတွေ့ရပါတယ် ကိုရောရဲ့ကြံစီတော်မူသောအရာတွေနဲ့အံ့ပွေအရာတွေကိုရည်တွက်မယ်ဆိုရင်များပြားလွန်းလာတဲ့အတွက်ကြောင့်မလို့မကုံနိုင်အောင်ရှိပါတယ်ဆိုရဲသူ့ရဲ့စကားလေးကို ကျွန်တော်သဘောကျပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘုရားသခင်ပေါ်မှာ လုံးဝတရားရဂိုင်းတော့ပုံအပ်ပြီးတော့မှယုံကြည်ထားဖို့လိုပါတယ်။ကျွန်တော်တို့ဘက်ကဘုရားပြုမဲ့အမှုတွေကိုဘုရားလုံးနိုင်တဲ့အရာတွေကိုဘလို့မှ ညံမိအောင်စဉ်းစားလို့မရပါဘူး။ဘုရားသခင်ကတေးကြတာတခုတော့ရှိတယ်။ကျွန်တော်တို့ကိုမဆကယ်တင်မဲ့သူဖြစ်တယ်။ကယ်လဲကယ်တင်ခဲ့ပြီးပြီဖြစ်တယ်။ယေရှုခရစ်တော်တည်ဟူသောတပိုင်းတော်သားတော်အားဖြင့်သူကယ်တင်သောအရှင်ဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီးပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကယ်တင်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့လုံးဝတန်တရားရှိစရာအကြောင်းမရှိဘူး။ကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့အနာဂတ်ကျွန်တော်ရဲ့ အသက်တာမှာကြုံတွေ့ရသမျှအခက်အခဲတွေအားလုံးကိုဘုရားသခင်ကကယ်တင်ပေးမယ်သူဖြစ်တယ်ဆိုတာကို လုံးဝတရားရဂိုင်တော့စိတ်ချလို့ရတယ်။သားတော်ရင်းကိုတော့မနှမျောပဲပေးတယ်ဘုရားသခင်ကသားတော်နဲ့တကွခတ်သိမ်းသောအရာတို့ကိုမပြုတ်ပဲမနေဘူးလို့ဂရိတော်ရှိတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စင်ရဲငံဖို့တဲ့အခါမှာသာဝရဘုရားကို အောက်မေ့ပါ ကျွန်တော်တို့လမ်းပိတ်တဲ့အခါမျိုးတွေမှာဘုရားသခင်ဖွင့်ပေးမယ်လို့မျှော်လင့်ပါ ျွန်တော်တို့မကြမ်းမမာဖြစ်တဲ့အခါဘုရားသခင်ကိုသာ မျှော်လင့်မှာကျွန်တော်တို့ကဲတင်မဲ့သူမရှိမိษွေတွေကစွန့်ခွာသွားတယ်လို့ခံစားတဲ့အခါမှာဘုရားသခင်ကိုသာမျှော်လင့်မှာဘုရားသခင်ကကျွန်တော်တို့ရဲ့ဘဝကို အမှန်တကယ်ကဲတင်ပေးမဲ့သူဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဘုရားသခင်ကဘယ်တော့မှ နောက်မကျဘဲကျွန်တော်တို့အတွက်အချိန်မီပြင်ဆင်ပေးမဲ့ဖရာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ထားစီချင်ပါတယ် ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်ရဲ့နေ့စဉ်အသက်တာမှာဘုရားသခင်ကလွဲလို့အခြားအရာ ကျွန်တော်တို့အတွက်မျှော်လင့်စရာ မရှိပါဘူးဘုရားသခင်ကကျွန်တော်တို့အတွက်အရာခက်သိမ်းဖြစ်တယ်ဆိုတာကိုသိမြင်ဖို့အလွန်အရေးကြီးပါတယ်ဘုရားသခင်ကြောင်းသာကျွန်တော်ဝမ်းမြောက်ခြင်းရနိုင်တယ်ဘုရားသခင်ကြောင်းသာကျွန်တော်တို့ရွှင်လန်းရတဲ့အခွင့်ကိုရနိုင်တယ်အဆက်ကွဲရတဲ့အခြေအနေကနေလွတ်မြောက်ခြင်းအခွင့်ကိုရနိုင်တယ်ဘုရားသခင်ကြောင်းသာ ကျွန်တော်တို့ရဲ့အသက်တာမှာကေတင်ချင်းကိုရနိုင်ပြီးတော့ဘုရားသခင်ရဲ့ဘုန်းတော်ကို အစဉ်ချီးမွမ်းရတဲ့အခွင့်ကိုရစေမှာဖြစ်ပါတယ်ချစ်တော်မိဘကြီးကိုမောင်နှမတို့သာဝရဘုရားကိုအောက်မေ၍ဘုရားသခင်ကိုသာ မျှော်လင့်ပါကျွန်တော်တို့ကိုကေတင်မဲ့သူဟာသာဝရဘုရားတပါးတည်းသာရှိတယ်ဆိုတာကိုသိမှတ်ပါဘုရားသခင်ကနောက်မကြပဲအေကံအမှန်ရောက်လာပါလိမ့်မယ်ဖြတ်ရှိကောင်းကြီးပေးပါစေ ဆုတောင်းကြပါစို့ကိုရောကိုယေရှုတင်တဲ့အဖဒီနေ့တော့ဘတ်တော်အားဖြင့်ကိုရောကို မျှော်လင့်ပါတယ်ကိုရောဟာကျွန်တော်ရဲ့ကယ်တင်ရှင်ကျွန်တော်ကိုကယ်တင်တော်သူဖြစ်ပါတယ်ကိုရောမှတပါအခြားမရှိပါ ကျွန်တော်တို့စောင့်ဆိုင်လျက်ရှိပါတယ်ကိုရောရှင်ဖျား အချိန်မီပြင်ဆင်ပေးတော်မူပါနာမတော်ပုံကြီးပါစေဒီနေ့တာလုံးကိုလက်ဝဲအနှံ့နဲ့ကိုရောဖျား ကောင်းကြီးပေး၍မဆပါမိအကြောင်းတဏိတာလုံးကိုလည်း ကရိုရှီအုပ်စိုးပါမိအကြောင်းဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရိုရဲ့လက်တော်ရှိပြီးမဆာပါမိအကြောင်းယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကဆုတောင်းပါ၏အာမင်